မရှင်လာနေတဲ့ကွန်ပျူတာဗီရှင်တွေတုံးပြူတော့ library များ Python မှာရုပ်ရှင်လွယ်ကူပြီးစွမ်းဆောင်ရည်မြန်မာတဲ့ library တွေများစွာရှိတာကြောင့်မရှင်လာနေတဲ့ကွန်ပျူတာဗီရှင်အတွက်အသုံးများလူချိန်များသော language တစ်ခုအဖြစ်ရည်တည်နေပါတယ် Machine Learning ကွန်ပျူတာဗီရှင်ပိုင်းမှာအများဆုံးအသုံးပြုတဲ့ library တွေကတော့ Scikit-learn beginner friendly library တခုဖြစ်ပြီး machine learning ရဲ့ပုံမှန် task တွေဖြစ်တဲ့ classification regression နဲ့ clustering တို့ကိုဆောင်ရွက်နိုင်ပါတယ် data ရှာဖွေခြင်းနဲ့ခွဲခြားစိတ်ဖြာခြင်းအတွက်ရိုးရှင်းပြီးအသုံးဝင်တဲ့ tool တွေကိုလည်း provide လုပ်ပေးပါတယ်။ TensorFlow deep learning model တွေတည်ဆောက်ခြင်းအသုံးပြုခြင်းအတွက် Google မှဖန်တီးထားသောပြည့်ပြည့်စုံတဲ့ framework တစ်ခုဖြစ်ပါတယ်။ neural network နဲ့အစိမ့်မြင့် machine learning algorithm တွေကို support လုပ်ပေးသလိုကြိုတင်လေ့ကျင့်ထားတဲ့ model တွေ၊ tool တွေပေါင်းစပ်ပြုလုပ်ရတဲ့ computer vision task တွေမှာလည်းအသုံးပြုပါတယ်။ PyTorch အသုံးပြုရလွယ်ကူပြီးသူရဲ့ dynamic communication graph ကြောင့် Lyoni ထင်မှုရှိရဲ့ deep learning framework တခုအဖြစ်လည်းသိမြင်ပါတယ်။ machine learning domain နဲ့ computer vision ရဲ့ research နဲ့ production ဘက်မှာကြည့်ကြည့်ပြင်းပြအသုံးပြုပါတယ်။ open cbwe ပုံရိပ်နဲ့ video ခွဲခြမ်းစိတ်ဖြာခြင်းအတွက် optimize algorithm ပေါင်း2500ကျော်ပါဝင်တဲ့ open source computer vision library တစ်ခုဖြစ်ပါတယ် lower level image processing အတွက်အဓိကအသုံးပြုပေမဲ့ end to end computer vision application တွေအတွက်လည်း machine learning framework တွေနဲ့ပေါင်းစပ်အသုံးပြုနိုင်ပါတယ် နီကုန်းချောရရင် cycle land ဒီ classic commercial land ဤအတွက် tensorflow နဲ့ pytorch ဒီ deep learning ဤအတွက် open cv ဒီပုံရိပ်ခွဲခြမ်းစိတ်ဖြာခြင်းနဲ့ computer vision operation အတွက်စသဖြင့် library တစ်ခုချင်းစီမှာသူနဲ့ live ဖတ်တဲ့ကဏ္ဍတွေအသီးသီးရှိကြပါတယ်ဒီအကြောင်းအရာကိုပုံမူသိရှိလို့ရဆိုရင်တော့ Innovers ရဲ့ Python MMCV 3-in-1 Inclusive Class မှာ Python, Machine Learning, Computer Vision တို့ရဲ့အလုပ်လုပ်ပုံအသေးစိတ်ကိုလေ့လာနိုင်ကြောင်းသတင်းကောင်းပါလိုက်ရပါတယ်။